ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့စီစဉ်လေးကိုစာပြောခင်မှာထုံးစံနိုင်မဲ့ subscribe လုပ်ရသေးတဲ့သူတွေရှင်လှုပ်ထားပြီးတော့ဗေးနာကောင်းလောက်နှိပ်ပြီးတော့ VPN လေးဖွင့်ပြီးတော့အားပေးကြပါအောင်ဆိုတော့ဒီနေ့မှာကတော့ပြီးခဲ့တဲ့ရက်တွေရတင်ဆက်ပေးထားခဲ့တဲ့ Jurassic Park ဒီနေ့မှာတော့ number 3ရောက်ပြီဗျ၃ကားမြောက်ဇာတ်ကားပေါ့နော်ကျွန်တော်တင်ဆက်ပေးမှာပါဒီကောင်းတော့ရှေးကားရဲ့ပဲ့ကန်ရှင်ကြီး driver ကြီး Steven Spielberg တက်ပြီးတော့မကင်တော့ဘယ်နဲ့နောက်ထပ် driver တယောက်ကရိုက်ကူးထားတာပါဒါပေမဲ့ Jurassic Park တွေရဲ့အရသာအတိုင်းပဲ dinosaur တွေနဲ့ရင်ဆိုင်ရာတွေအသက်ရှင်မှု ရုံးကန်လှူရှားတာတွေဆက်ပြီးတော့မြင်ရတာကြောင့်အဓိကလည်းကြီးလို့ကောင်းနေသေးပါပဲ။တေးဥဆောင်နေတဲ့ကလည်း Gandwin Jurassic Park 1လုံးကအဓိကတေးဥဆောင်နှစ်ယောက်ဖြစ်တဲ့ Sam Dean နဲ့ Laura Dern တို့ပြန်လည်ပါဝင်လာပြီးတော့တေးဥဆောင်အစ်စ်တွေလည်းပါပါတယ်။ Jurassic Park နံပါတ်1အပီးမှာ Costa Rica အစိုးရကဒိုင်နိုဆောတွေရှိတဲ့ Sonar ကျွန်းကိုလူသားတွေလာကွေးမရှိတဲ့ကန့်တတ်နေမဖြစ်တဲ့တတ်မှတ်လိုက်ပါပြီ။ဒါမဲ့ဆက်စုတဲ့လူတွေကဒိုင်နိုဆောတွေကိုမြင်ရဖို့အတွက်ကြံနေတတ်ပြီးတော့တရက်ကြတော့ကောင်လေးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်တို့ဆိုနာကျိုးပေါ်မှာပျောက်သွားပါတော့တယ်။ ဒါမှမဟုတ်ရုပ်ကြွေးပညာရှင်ဒေါက်တာဂရန့်ကသူ့ရဲ့သူ့ရည်သနာတွေကိုဆက်ပြီးတော့လုံနေပြီးရန်မုံငွေလိုအပ်နေတဲ့အတွက်အခက်တွေ့နေရပါတယ်။အဲဒီမှာဒေမဲတထေးလင်များနှစ်ယောက်ကဆိုနာကျုံးကိုတွားဖို့ခရီးစဉ်စီစဉ်ထားပြီးတော့ဒေါက်တာဂရန့်ကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတော့တယ်။ဒေါက်တာဂရန့်ကညင်းဆန်မိမဲ့တထေးတွေကသူ့ရဲ့သူ့ရည်သနာတွေအတွက်ငွေလိုတလောက်ပေးမယ်ဆိုလို့လိုက်လာခဲ့ပါတယ်။ဆိုနာကျုံးကိုလာကြတဲ့တထေးလင်များရွေကြက်အစ်စ်မှန်ပါလေ။ဒေါက်တာဂရန့်တို့ဒီဒိုင်နိုဆောတွေနဲ့ဘယ်လိုမျိုးတတ်ပြီးတော့ရင်ဆိုင်ရအောင်မလဲ။ဒီအချိန်ရောအသက်ရှင်လျက်နဲ့ပြန်ထွက်လာနိုင်ပါမလားဆိုတာကိုတော့ Let's go ဒီကားထဲမှာအတူတူကြည့်ရှုခန်းစားလိုက်ကြအောင်ပါခင်ဗျာဇကာပရမသုံးဆောင်ဝင်ခန်းကိုတော့ဒိုင်နိုဆောရီနေထိုင်တဲ့ဆိုနာကျုံးဒီမှာစတင်လို့ထားပါတယ်ဆိုနာကျုံးဟာဒိုင်နိုဆောရီအတွက်ဘေးမဲ့ဆုံးဖြစ်ပြီးတော့လူတွေလာအောင်ခွေမရှိတဲ့ကန့်တန့်နယ်မြေဖြစ်ပေမဲ့ဒီကျုံးဒီကို speed boat တစည်းကချင်းကပ်လာခဲ့ပါတယ် speed boat ကကျုံးနာပင်လယ်ပြင်မှာကပ်မောင်းပြီးတော့ဒီ speed boat ပေါ်မှာတော့ Eric လို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့ ဘန်ဆိုတဲ့လူတယောက်တို့ကလေဒီနဲ့ခုံတက်ဖို့လုပ်နေပါတယ်။သူတို့ကဆိုနာကျုံးပေါ်ဒိုင်နိုဆောတွေကိုကြည့်ကျင်လို့လာကြတာဖြစ်ပြီးတော့လေပေါ်ကနေကျုံးပေါ်ကိုဗီဒီယိုလှမ်းပြီးတော့ရိုက်ယူနေပါတယ်။တမမအော့ဂါစပီဘုံမောင်းတဲ့လူနှယောက်ကတော့ပင်လယ်ပြင်မှာရုတ်တရက်လိုင်းတွေထန်လာတာကိုကြုံလိုက်ရပါတယ်။လေဒီနဲ့စပီဘုံကိုကျိုးနဲ့ချိန်ထားတာဖြစ်တဲ့အတွက်အဲဗီတိုလည်းသူတို့လေဒီကပုံမှန်မှုတ်တော့ပဲလှုပ်ခါနေတာကိုသိလိုက်ရပါတယ်။အဲ့ဒါနဲ့အော့ဂါစပီဘုံပေါ်ကိုလှမ်းကြည့်လိုက်တော့စပီဘုံမောင်းတဲ့လူနှယောက်လုံးမရှိတော့တာကိုမြင်လိုက်ရပါတော့တယ်။ မောင်းသူမရှိတော့တဲ့ speed boat ကရှေ့ကကြောင်းဆောင်တစ်ခုစီကိုဥတီနေပြီးတော့တိုင်းပြီးတော့မှဖြစ်တဲ့အတွက်သူတို့တွေ speed boat နဲ့ချိတ်ထားတဲ့ lady ကကြိုးကိုဆွဲဖြုတ်လိုက်ရပါတော့တယ်။ဂျိုးနဲ့ဘန်နဲ့ Erito နှစ်ယောက်ရဲ့ lady ကလေရဲ့ခေါ်ဆောင်ရာအတိုင်းစီကိုဒိုင်နိုဆောတွေရှိနေတဲ့စုံနာကျုံးပုံကိုကြာသွားခဲ့ပါတော့တယ်။နောက်တစ်ခါမှာတော့ကြောက်ဖြစ်ဥကျွင်းပညာရှင်ဒေါက်တာအယ်လန်ဂရန်ကသူ့အခြေဟောင်းဒေါက်တာဆက်တလာစီလာလေတာဖြစ်ပြီးတော့ဒေါက်တာဆက်တလာရဲ့တားဖြစ်သူကိုချော့မြူနေခဲ့ပါတယ်။ခုချိန်မှာဒေါက်တာဆက်တလာကမတ်ဆိုတဲ့အဆိုရ ဝန်ထမ်းတယောက်နဲ့အိမ်အောင်ကြနေပဲဖြစ်ပါတယ်။သူတို့တွေအတူတူညသာစားနေကြရင်းနဲ့ဒေါက်တာဂရန့်က Velociraptor Dinosaur ရဲ့ဉာဏ်ရင်နဲ့ပတ်သက်ပြီးတော့ဒေါက်တာဆက်တလာကိုပြောပြနေပါတယ်။ဒေါက်တာဂရန့်တို့တွေ Raptor တကောင်းရဲ့ဥကောင်းကိုရုပ်ကြွင်းတစ်ခုကိုစကန်ဖတ်ကြည့်လိုက်တော့စမ်းပြတဲ့အတန်ထုတ်ခန်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒါတော့ Raptor တွေကအချင်းချင်းစကားပြောနိုင်ပြီးတော့အုပ်စုလိုက်အမဲလိုက်နိုင်တဲ့မုံဆိုးတွေဖြစ်နေတာပါ။ဒါအောင်ဒေါက်တာဂရန့်တို့ကအရင်ကမသိကြပါဘူး။ Raptor တွေကလပိုင်းတွင်ဝေလာငါးတွေထပ်ပူညံကောင်းပြီးတော့ primate တွေထပ်တောင်မှပို့ပြီးတော့ညံကောင်းတယ်လို့ဒေါက်တာ grand ကပြောပါတယ်။သူနဲ့ grand ပြန်သွားတော့ဒေါက်တာ satla လဲရှင်ပါကူညီလို့လို့ဆက်သွယ်ဖို့နဲ့ဆွေးနွေးတိုင်ပင်ဖို့လိုရင်လည်းပြောပါလို့မှာလိုက်ပါတယ်။နောက်တစ်မှာတော့ဒေါက်တာ grand ကရုပ်ကြွေးနေတဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတစ်ခုမှာ raptor dinosaur ရဲ့အကြောင်းကိုပြောပြနေပါတယ်။ကန်ဆိုးတစ်ခုကသာ dinosaur တွေကိုမျိုးတုံးမတုပ်တင်ခဲ့ရင်ဒီကဘာဂျိုးကိုကြီးစိုးမှာကလူသားတွေမဟုတ်ပဲ raptor တွေဖြစ်နိုင်တယ်လို့ဒေါက်တာ grand ကပြောပါတယ်။ ပြီးတော့ဒေါက်တာဂရန့်ကသူတို့ရဲ့သုတေသနတွေအတွက်အထောက်ပံ့တွေလိုအပ်နေကြောင်းကိုလည်းပြောနေခဲ့ပါတယ်။ဒါပေမဲ့ဒီဆွေးနွေးပွဲကိုလာကြတဲ့လူတော်များများက Jurassic ဥယျာဉ်နဲ့ပတ်သက်ပြီးတော့သာစိတ်ဝင်စားကြတာဖြစ်ပြီးဒိုင်နိုဆောမျိုးစိတ်တွေပေါ်သုတေသနကိစ္စတွေကိုတော့စိတ်ဝင်စားတဲ့သူတိတ်ပြီးတော့မရှိပါဘူး။ဆွေးနွေးပွဲလာတဲ့လူတယောက်ကစိုးနာကျုံးမမတသီထင်ရှားဒိုင်နိုဆောတွေရှိနေကြောင်းနဲ့အဲ့ဒီကိုရှင်သွားပြီးတော့လေ့လာဖို့စီစဉ်ထားတာရှိလားလို့မေးတော့တခါသေးဘူးပြင်မိုးနားလေတဲ့ဒေါက်တာဂရန့်က တကြားမရအတင်းသွားခိုင်းအောင်ဒိုင်နိုဆောကျုံးစီကိုမသွားတော့ဘူးလို့ပြန်ဖြေလိုက်ပါတယ်။နောက်တစ်ခါမှတော့လူတဆူးကအားပြင်းနဲ့လက်နက်တစ်ခုအစမ်းတက်နေကြပြီးဂီးတစ်ခုထွက်ဖို့အတွက်အစင်းသိမ်းလုံနေကြတာကိုတွေ့ရပါတယ်။လင်းဟောင်းတစည်းကိုဒီလက်နက်နဲ့ဆမ်းပြီးတော့ပြစ်ကြည့်လိုက်ရမှာဒဇစီပောက်ကွဲပြစီသွားတာကိုမြင်လိုက်ရပါတယ်။မွန်တာနာပြည်နယ်မှာတော့လူငယ်ကြောက်ဖြုတ်ကျွင်းပညာရှင်နှစ်ယောက်ကရုပ်ကျွင်းတစ်ခုကိုတူးဖော်နေကြပါတယ်။အဲ့ထဲကလူငယ်အမျိုးသားကဘီလီပြက်ပြီးတော့သူကဒေါက်တာဂရန့်ရဲ့လက်ထောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာသူတို့ရဲ့သုတေသနလုပ်ငန်းတွေကရန်ပုံငွေတိတ်ပြီးတော့မရတော့တဲ့အတွက်လုပ်ငန်းတွေရပ်ပြရတော့မလို့ဖြစ်နေပြီးတော့ဒေါက်တာဂရန့်လည်းသူ့တစ်ပတ်အတွက်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဘီလီကတော့ကွန်ပျူတာနဲ့ 3D ပရင်တာကိုသုံးပြီးတော့သူပုံစံထုတ်ထားတဲ့ Velociraptor ရဲ့အသံထုတ်လေပြုံရိုးကိုပြပါတယ်။သူတို့တွေဒီနမူနာပုံစံကိုသုံးပြီးတော့ Raptor ရဲ့အသံကဘယ်လိုလဲဆိုတာကိုသိရပြီးပဲဖြစ်ပါတယ်။အဲဒီမှာပဲသူတို့နှစ်ယောက်စီကိုဘောဂါဘီလို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ရောက်လာခဲ့ပါတယ်။ သူကဒေါက်တာဂရန့်ကိုဆွေးနွေးကြင်နာလေးရှိတဲ့အတွက်ဒီညညသာလိုက်စားဖို့ဖိတ်လိုက်ပါတယ်ဒေါက်တာဂရန့်ကညင်းလိုက်ပေမဲ့ပေါ်ကထပ်ပြီးတော့တောင်းဆိုတဲ့အတွက်ဂရန့်လည်းလက်ခံလိုက်ရပါတယ်အဲညမှာတော့ဒေါက်တာဂရန့်နဲ့ဘီလီတို့နှစ်ယောက်စားတောက်ဆိုင်ဆိုင်ကိုလာပြီးတော့ပေါ်ကာဘီနဲ့အမန်ဒါကာဘီတို့ဇနီးမောင်နှံနဲ့တွေ့ဆုံစကားပြောပြကြပါတယ်ပေါ်ကသူတို့လင်မယားစွန်စားခီးသွားတာတွေကိုကြိုက်တဲ့လူတွေဖြစ်ကြပြီးတော့နိုင်မြင့်မီးတောင်ကျွန်းနဲ့ကေတူးတောင်တို့လိုနေရာတွေကိုလည်းအလဲသွားခဲ့ကြကြောင်းနဲ့လာဘော်ကိုအလဲခီးအတွက်တောင်မှလက်မှတ် နှစ်ဆောင်မှာထားပြီးဖြစ်ကြောင်းကိုပြောပြပါတယ်။ပြီးတော့သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်ဖြင့်စုံနာကျွန်းကိုဖြတ်ပြီးတော့ပြန်တန်းတဲ့လင်းခီးစဉ်တစ်ခုကိုစီစဉ်ထားကြောင်းပြောပါတယ်။ပြီးတော့သူတို့ကကော့စတာရီကာအစိုးရတာဝန်ရှိသူတွေနဲ့ရင်းနှီးတဲ့အတွက်စုံနာကျွန်းဘော်ကနေဖြတ်တန်းရမှာလေ။တခြားလင်းတွေလုံးဘော်ပဲဒိုင်နိုဆောတွေကိုမြင်ရတော့တဲ့အထိနိမ့်နိမ့်ပြန်တန်းခွင့်ရထားတယ်လို့ပြောလိုက်ပါတယ်။ဒိုင်နိုဆောတွေနဲ့ပတ်သက်ပြီးတော့ကမ္ဘာမှာအကျွမ်းကျင်ဆုံးပညာရှင်ဖြစ်တဲ့ဒေါက်တာဂရန့်ကိုဒီခီးစဉ်ရဲ့ guide ဖြစ်နေလိုက်ပါဖို့သူတို့ကလာပြီးတော့ကန်လန်ဖိတ်ခေါ်နေတာပါ။ ဒေါက်တာဂရန့်ကအစာပိုင်းမှာညင်းလိုက်ပေမဲ့ဘောကာဘီတို့ကဂရန့်ရဲ့သုတေသနလုပ်ငန်းတွေအတွက်လိုသလောက်ငွေတွေကိုထုတ်ပေးပါမယ်လို့ပြောလိုက်ပါတယ်။ဘောကာချက်လက်မှတ်တစ်ခုကိုထုတ်ပြီးတော့ခမားလိုချင်သလောက်ငွေပမာဏကိုသာရေးလိုက်ပါလို့ပြောတဲ့အတွက်ဒေါက်တာဂရန့်လည်းလက်ခံလိုက်ရပါတော့တယ်။အဲနောက်တော့အချိန်မဆိုင်မဲ့နောက်တရက်မှာနေမဲ့သီးသန့်လင်းတစ်စီးနဲ့သူတို့တွေခီးဆက်လာခဲ့ကြပါတယ်။ဒီခီးမှာတော့ဒေါက်တာဂရန့်နဲ့ဘီလီကာဘီဇနီးမောင်နှံတို့ပြင်လင်းပိုင်လော့ယူတက်စကီလက်ထောက်ပိုင်လော့နက်ရှင်နဲ့တပ်တော်ဆောင်ကူပါတို့ပါပါဝင်ပါတယ်။ တကယ်တော့ဒေါက်တာဂရန့်ကသူ့သဘောတိုင်းဆိုဒီခီးကိုလိုက်လာမှာမဟုတ်ပဲသူ့လက်ထောက်ဘီလီလိုကျောင်းပြည့်ရှင်ပညာရှင် ပေါ့ဆာတယောက်ထောက်ပံ့ငွေမရလို့သူတင်တဲ့လုပ်ငန်းတွေရက်လိုက်ရမအောင်စိတ်မကောင်းတဲ့အတွက်ကြောင့်လိုက်လာပြစ်ခဲ့တာပါဂျိုနဲ့သူတို့လင်ကဆိုနာဂျိုနာကိုရောက်လာပြီးတော့ကော့စတာရီကာလေကြောင်းအာနာပိုင်တွေကရေဒီယိုကနေတဆင့်ချက်ချင်းပြန်လှည့်ဖို့ပြောပေမဲ့ယူဒက်စကီတို့ကအဲ့အတန်ကိုပိတ်ပြစ်လိုက်ပါတယ်အဲနောက်တော့ဂျိုမော်ကိုရောက်လာပြီးတော့ဒိုင်နိုဆောမျိုးစိတ်တွေအများကြီးဂျိုးမမာရှိနေတာကိုသူတို့မြင်လိုက်ရပါတော့တယ် ဒေါက်တာဂရန့်ကသူတို့မြင်ရတဲ့ဒိုင်နိုဆောတွေကြောင့်ရှင်းပြဖို့လုပ်ပေမဲ့ဘယ်သူကမှသူ့စကားကိုစိတ်ဝင်စားကြပါဘူး။အဲဒီမှာလင်းမှုတွေနဲ့ကာဘီတို့လင်းကိုဆင်းဖို့အကြောင်းပြောနေတာကိုဒေါက်တာဂရန့်ကြားလိုက်ရပါတော့တယ်။ဒေါက်တာဂရန့်ကစိတ်ပူသွားပြီးတော့ချက်ချင်းထလာပြီးဒီဂျိုးမော်ကိုဆင်းလို့မဖြစ်တဲ့အကြောင်းကိုပြောပြနေပါတယ်။အဲဒီချိန်မှာပဲသူ့ကိုအနောက်ကနေလူတယောက်ကရိုက်လိုက်တဲ့အတွက်ဒေါက်တာဂရန့်လေလောကနဲ့ခေတ္တခဏအဆက်အသွယ်ပြတ်သွားပါတော့တယ်။ သူပြန်ပြီးတော့သတိရလာတဲ့အချိန်မှာတော့လေငါပြေးလန်းအောင်တစ်ခုပေါ်မှာဆင်းသက်ခဲ့နေပြီဖြစ်နေပါပြီ grand ကိုရိုက်လိုက်သူကတော့ကူပါဖြစ်ပြီးတော့ဘောကာဘီကတော့ဒီကိစ္စအတွက်သူ့ကိုတောင်းအောင်မနေပါလေအဲ့အချိန်မှာပဲအမန်ဒါကလက်ကင်အတန်ချဲစားတစ်ခုနဲ့လူတယောက်ရဲ့နာမည်ကိုအော်ခေါ်နေပါလေအဲ့ဒါနဲ့ grand ကအဲ့လိုမအော်ဘူးတားလိုက်ပါလေအဲ့အချိန်မှာပဲတော်တဲ့ကနေတရဝါတကောင်ရဲ့ဟိန်းသာအညီကိုကြားပြီးတော့ယူဒက်စကီနဲ့နတ်စတိုလဲတော်တဲ့ကနေပြေးထွက်လာကြပါလေပြီးတော့သူတို့ကလင်းပေါ်တက်ပြီးတော့မောင်းပြေးဖို့လှုပ်ကြပါတော့တယ် ကူဘာတို့ကြံနေခဲ့ပြီးတော့သူတို့လင်းမောင်းထွက်တဲ့အချိန်မှာပဲကူဘာကိုမြင်လိုက်ရပါတယ်။ကူဘာကလင်းရပ်ပေးဖို့တားနေပြီးတော့အဲ့အချိန်မှာပဲဒေါ်တွေကထွက်လာတဲ့ဒိုင်းလူဆိုးကြီးတစ်ကောင်ကကူဘာကိုကိစ္စတုံးပြလိုက်ပါတော့တယ်။ဒေါက်တာဂရန်တို့ရဲ့လင်းကလည်းပြန်တက်ပြီးတော့တိတ်မကြားခင်မှာပဲရုပ်တရက်ပြတ်ကျသွားပြီးတစ်ပင်တပင်ပေါ်မှာသွားတင်နေပါတော့တယ်။ဒါမဲ့ဘသူမှတော့ဒဏ်ရာကြီးကြီးမားမားရခြင်းမရှိကြပါဘူး။ယူရက်စကီတို့ကရေဒီယိုကနေတဆင့်အပြင်ကိုဆက်သွယ်ဖို့စူးစမ်းပေးမယ်လို့ ရေဒီယိုကပြတ်သွားသလိုဂျိုရုဖုန်းနဲ့လည်းအဆက်အသွယ်မရပါဘူးအဲအချိန်မှာပဲဒိုင်နိုဆိုကြီးတကောင်ရောက်လာပြီးတော့လေရင်ကိုနှစ်ပိုင်းပြတ်သွားအောင်လှုပ်ပြလိုက်ပါလေပြီးတော့လက်ထောက်ပိုင်လွန်နက်စ်ကိုဒိုင်နိုဆိုကဆွဲကိုက်ပြီးတပစ်လိုက်ပါတော့တယ်သူတို့ရဲ့လေရင်လည်းတစ်ပေမော်ကနေအောက်ကိုပြုတ်ကျသွားပြီးတော့ဒိုင်နိုဆိုကြီးကလေရင်ကိုဇက်တိုက်တိုက်ခိုက်နေတာပါဒိုင်နိုဆိုကလေရင်ကိုတတ်နင်းလိုက်ပြီးတော့တစားစီဖြစ်အောင်လို့ဖြတ်စည်းပစ်နေပါတယ်အဲ့ဒါနဲ့ဒေါက်တာဂရန့်လည်းလေရင်ထဲကထွက်ပြီးတော့အကုန်လုံးကိုခေါ်ပြီးတောထဲကိုဝင်ပြေးလာပါတယ် ဒေါ်ရဲကတဏျောင်ရောက်တဲ့ခါမှာခုနဒိုင်နိုဆောလက်ကလွတ်လာပြီမဲ့နောက်ထပ်ဒိုင်နိုဆောတစ်ကောင်နဲ့ထပ်ပြီးတော့တွေ့ပါတော့တယ်အဲ့ဒါနဲ့သူတို့လည်းထပ်ထွက်ပြေးလာရပြီဒိုင်နိုဆောနှစ်ကောင်ရင်ဆိုင်တွေ့တော့တာပါမျိုးမတူတဲ့ဒိုင်နိုဆောနှစ်ကောင်တွေ့တာနဲ့အချင်းချင်းတိုက်ခိုက်နေကြပြီးတော့ဒေါက်တာဂရန့်လည်းအခွင့်အရေးရတော့မှလွတ်အောင်ထွက်ပြေးလာကြပါတယ်ဒိုင်နိုဆောတွေလက်ကလွတ်တာနဲ့ဒေါက်တာဂရန့်ကဘောကာဘီကိုထိုးလိုက်ပြီးဘာကိစ္စတော့အခုလိုလောက်တာလေးလို့မေးပါတော့တယ်အဲ့တော့မှဘောကာဘီကသူတို့ဒေါက်တာဂရန့်ကိုလိန်ထားတဲ့အကြောင်းပြောပြလိုက်ပြီးတော့ တကယ်တော့သူတို့နှစ်ယောက်ကဒီကျုံးမှာပျောက်သွားတယ်သူတို့ရဲ့ကလေးအဲရစ်ကိုလာပြီးတော့ရှာကြတာပါဇလန်းစာမာတော့ကပါခဲ့တဲ့ဒီကျုံးပေါ်ကိုရောက်လာတဲ့အဲရစ်ဆိုတဲ့ကောင်လေးဟာကာဘီတို့ရဲ့သားဖြစ်ပြီးတော့သူတို့ရဲ့မိတ်ဆွေဖြစ်သူဘန်တဲ့သူဒီကျုံးပေါ်မှာပျောက်သွားခဲ့တာပါသူတို့ပျောက်သွားတာနှစ်လလောက်ရှိနေဖြစ်ပြီးတော့ကာဘီတို့တွေသူတို့ကလေးကိုရှာဖို့အတွက်ကော်စာရီကာဆိုးအကိုဆက်သွယ်ပေမဲ့ဒီကျုံးကကန့်တန့်နေမြေဖြစ်တာကြောင့်လာခွင့်မပေးခဲ့ပါဘူး အမေရိကန်တန်အောင်ကလည်းလက်လျှော့လိုက်ဖို့ပြောတဲ့အတွက်အခုလိုခိုးပြီးတော့လာခဲ့တာပဲဖြစ်ပါတော့တယ်။ဒေါက်တာဂရန့်ကတော့အကြောင်းဆုံးတီးပြီးတဲ့အခါမှာလင်းရင်ပြက်စီကိုပြန်သွားပြီးကယ်ဆယ်ရေးခေါ်ဖို့လုပ်တဲ့အတွက်ဂျန်နဲ့၃ယောက်လည်းသူ့နောက်ကိုလိုက်လာကြပါတယ်။ဒေါက်တာဂရန့်တို့လင်းရင်စီကိုပြန်အောင်တော့ရေဒီယိုကဆက်သွယ်လို့မရတဲ့အတွက်ကန်းချီကိုကိုယ့်ဟာကိုရှာရမယ်အခြေအနေဖြစ်နေခဲ့ပါတယ်။ဂရန့်နဲ့ဘီလီတို့နှစ်ယောက်ကခုနကဒိုင်နိုဆောရဲ့ခြေအားကိုကြည့်ပြီးတော့အမျိုးအစားခွဲဖို့လုပ်နေကြပါတယ်။အဲလိုလုံရင်းနဲ့ဘောကာဘီကိုကြည့်လိုက်ပြီးတော့သူ့ပုံစံက အားကစားလိုက်စားပြီးတော့ကျမ်းမာရေးကောင်းတဲ့ပုံစံမျိုးမဟုတ်တာကိုသတိထားမိလိုက်ပါလေအဲ့ဒါနဲ့တေချာသွားပြီးတော့ဘောကာဘီသူတို့ကိုပြောခဲ့တာတွေကအလိညာရိသာဖြစ်ပြီးတော့သူကတထေးတယောက်မဟုတ်တာကိုလည်းသိလိုက်ရပါတော့တယ်ဒေါက်တာဂရန့်သူတို့နဲ့တူလိုက်လာဖို့တော့တာဘောကာဘီကလှုပ်ကြံပြီးတော့ပြောဆိုခဲ့တာပဲဖြစ်ပါတယ်ဒီတော့သူရေးပေးတဲ့ချက်လက်မှတ်ကလည်းအတုသာဖြစ်ပြီးတော့ဒေါက်တာဂရန့်တို့ကတော့ငွေမရတဲ့ပြင်သေဘေးနဲ့နှီးရတဲ့ဂျုံမော်ကိုပါရောက်လာခဲ့ရပြီပဲဖြစ်ပါတယ်ဂျုံနဲ့သူတို့တွေခီးဆက်လာရင်းနဲ့ဒဏ္ဍာရီမှာတော့ ်အဲရီတိုရဲ့လေဒီနဲ့ကင်မရာကိုတွေးလိုက်ရပါတယ်ကင်မရာကိုဘက်ထရီလဲပြီးတော့ဖြွင့်ကြည့်လိုက်တော့အဲရီတယောက်ကျောမော်ရောက်တဲ့အထိအသက်ရှင်နေတာကိုမြင်လိုက်ရပါတယ်ဒေါက်တာဂရန်တို့ကတော့လိုရမရအနေနဲ့လေဒီကိုသူတို့နဲ့အတူတူယူလာဖို့လုပ်ပါတယ်အဲ့ချိန်မှာပဲတိပိမောင်းကနေလူသေးလောင်းတစ်ခုကြားလာတဲ့အတွက်အမန်ဒါတယောက်ကြောက်လန့်ပြီးတော့ထွက်ပြေးသွားပါတော့တယ်အဲ့လောင်းကတော့ဘန်းရဲ့အလောင်းဖြစ်ပြီးတော့ဒါဆိုရင်ဒီကျောမော်မှာအဲရီတယောက်တည်းအသက်ရှင်နေတာပဲဖြစ်ပါတယ်အိုင်နော်တို့တွေတော်တဲ့ကစမ်းကြောင်းလေးတစ်ခုနားမှာဒိုင်နိုဆောဥတွေအများပြားကိုမြင်လိုက်ကြပြီ အဲ့ဒါတွေက velociraptor ဥတွေဖြစ်နေခဲ့ပါလေအဲ့ဒါနဲ့ဒေါက်တာ grand တို့လည်းအဲ့နေရာကနေအမြန်ထွက်လာကြပြီးတော့ဒေါက်တာ grand က billy ပြောင်းနေလို့လိုက်ရှာမှာတော့ billy က raptor အတိုက်ကိုဓာတ်ပုံရိုက်နေတာလို့ပြောပါလေအဲ့တော့ key satellite line နဲ့သူတို့တွေအင်ဂျန်ကုမ္ပဏီကစောက်ထားတဲ့အစာဦးခေါင်းကြီးစီကိုရောက်လာခဲ့ပါပြီအရင်ကဒီနေရာမှာ dinosaur တွေကိုဖန်တီးခဲ့ကြတာဖြစ်ပြီးတော့အမန်နာဓာတ်ခွဲကန်ဟောင်းထဲမှာလှည့်ပတ်ကြီးင်းနေတနေရာမှာတော့ raptor dinosaur တကောင်နဲ့တွေ့ပါတော့တယ်သူတို့ငောင်းအောင်အသက်လူပြေးလာပြီးတော့ ဘောတို့ကတန်းစကားတကားတစ်ချက်နောက်မှာဝင်ပုံးနေပါတယ်။အိုင်နောက်တော့ဒိုင်နိုဆောကိုတကားနောက်မှာပိတ်မိနေအောင်တော့ခတ်ခဲ့ပြီးစက်ထွက်ပြေးလာကြပါတယ်။ဒါပေမဲ့ဒီပိတ်မိနေတဲ့ဒိုင်နိုဆောကအတန်းကြဲကြီးနဲ့အော်ဟစ်လိုက်တဲ့တော့ဒေါက်တာဂရန့်ကဒီဒိုင်နိုဆောကသူ့ဖို့ရက်တာတွေကိုအကူအညီလှမ်းတောင်းနေတာဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။သူတို့ရဲ့စာအုပ်ထဲကနေပြေးထွက်လာပြီးတော့အသီးရွက်စားဒိုင်နိုဆောတွေကြားထဲကိုဝင်ပြေးပါတယ်။ပြီးတော့ဒေါ်တဲ့ဝင်ပြေးတဲ့ခါမှာတော့ရက်တာတွေကသူတို့နောက်ကိုလိုက်လာပါတော့တယ်။သူတို့တွေလူစုလဲကွဲသွားပြီးတော့ကာဘီလိုနှစ်ယောက်နဲ့ ဘီလီကသစ်ပေပေါ်တက်ပြေးပါလေ။ကန်ဆိုးတဲ့ယူရက်စကီကတော့ Raptor Dinosaur ရဲ့လက်ချက်နဲ့ပဲတေဆုံးသွားခဲ့ရပါပြီ။သူတို့ကယူရက်စကီကိုသစ်ပေပေါ်ကနေကြည့်နေပြီးတော့ယူရက်စကီကမြေပေါ်မှာလဲနေရကနေလှုပ်သွားတဲ့အတွက်အမန်ဒါကမတည်သေးဘူးထင်ပြီးတော့သွားခဲ့ဖို့လှုပ်ပါလေ။ဘီလီကမသွားဖို့ဒါနေမဲ့အမန်ဒါကသစ်ပေပေါ်ကဆေးမှုလှုပ်ရမှာတော့ Raptor ချက်ချင်းပဲရောက်လာပြီးသူ့ကိုကိုက်ဖို့လှုပ်ကြပါတော့တယ်။ဘီလီတို့လည်းအမန်ဒါကိုသစ်ပေပေါ်ပြန်ဆွဲတင်လိုက်ရပြီးတော့ Raptor ကထောင်ချောက်ဆင်ထားပဲဆိုတာကိုသိလိုက်ရပါတယ်။ ။တမမဒေါက်တာဂရန်ကတော့တစ်ပင်တစ်ပင်နောက်မှာပုန်းနေပြီးခနာကြားတဲ့အထိဒိုင်နိုဆောတွေကိုမတွေ့တဲ့တော့တစ်ပင်နောက်ကထွက်လာဖို့လုံနေပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲဘရတာရီထွက်လာပြီးသူ့ကိုဝိုင်းထားလိုက်ပါတော့တယ်။ဒေါက်တာဂရန်တယောက်ဒီတစ်ခါတော့သေပြီလို့ထင်ရတဲ့ချိန်မှာပဲသူတို့နောက်တော့သုံးတယောက်ကလှမ်းပစ်လိုက်တဲ့မိโกဘုံတွေကြလာပါတော့တယ်။ဒိုင်နိုဆောတွေလည်းမိโกဘုံတွေကြောင့်ထွက်ပြေးသွားပြီးတော့ဒေါက်တာဂရန်ကိုတော့ကောင်လေးတယောက်ကခေါ်သွားခဲ့ပါတယ်။မကြာခင်မှာပဲသူတို့နှစ်ယောက်နောက်တွဲကားအဟောင်းတစည်းတည်းကိုရောက်လာခဲ့ပါတော့တယ်။ ဲ့ဒီကလေးကတော့ Eric ဖြစ်ပြီးတော့ဒေါက်တာ Grant ကသူမိဘတွေလဲဒီဂျိုးမောင်ရောက်နေကြောင်းကိုပြောပြလိုက်ပါတယ် Eric ကဒီဂျိုးမောင်ရောက်ပြီးအင်ဂျန်ကုမ္ပဏီကကြံခဲ့တဲ့ပစ္စည်းဟောင်းတွေကိုရှာတွေ့ခဲ့တာကြောင့်အခုထိတယောက်တည်းဆက်ပြီးတော့အသက်ရှင်နေတာပဲဖြစ်ပါတယ်ဒီနောက်တွဲကားဟောင်းကိုလည်းသူ့ရဲ့ growth ချင်းလို့သုံးနေတာပါ Eric ကလည်းဒေါက်တာ Grant ကိုသိနေပြီးတော့သူက dinosaur တွေကိုစိတ်ဝင်စားသူဖြစ်တဲ့အတွက် Grant ရဲ့စာအုပ်တွေကိုသူကဖတ်ဖူးသူဖြစ်ပါတယ် Eric ကသူရှာတွေ့ထားတဲ့အစားအသောက်တွေကိုဒေါက်တာ Grant ကိုကြွေးပြီးတော့သူတို့နှစ်ယောက်စကားပြောကြရင်လည်းရင်းနှီးလာခဲ့ပါတယ် တပတ်မှဘီလီကဒေါက်တာဂရန့်ကိုလိုက်ရှာနေပြီးတော့ကာဘီလင်များကတော့ခုမှနောင်နာတွေရနေခဲ့ပါပြီ။နောင်နေမနေရောက်တဲ့အခါမှာတော့ဒေါက်တာဂရန့်နဲ့အဲရစ်တို့ကားတွေကနေထွက်လာပြီးမြေကမ်းမကိုရှာတွေ့ခဲ့ပါတယ်။တောင်ကုန်းပေါ်ကနေလှမ်းကြည့်လိုက်တော့လေတစည်းကိုလည်းတွေ့တဲ့အတွက်အဲဒီကိုသွားဖို့လှုပ်ကြပါတော့တယ်။တပတ်မှဘီလီတို့သုံးအောင်ကလည်းကမ်းခြေကိုသာရှာဖို့လှုပ်နေပါတော့တယ်။တကယ်လို့ဒေါက်တာဂရန့်သာအသက်ရှင်နေအဲဒီကိုလာမှာပဲလို့ယူဆတဲ့အတွက်ပါ။အဲရစ်လည်းအသက်ရှင်နေတဲ့ကမ်းခြေကိုလိုက်ရှာမှာပဲလို့ဘောကာဘီကပြောပါတယ်။ ဒါပေမဲ့သူတို့နှစ်ဖွဲ့မှာကြာခင်မှာပဲပြန်ဆုံသွားခဲ့ကြပါလေ။ကံဆိုကျင်တော့သူတို့ကြားမှာအရင်က စောက်ထားခဲ့တဲ့ခြံစည်းဝေးတစ်ခုကချားနေပြီးတော့ဒိုင်နိုဆိုကြီးတစ်ကောင်လေးလည်းထပ်ပြီးတော့တွေ့ပါတော့တယ်။အရင်နဲ့ဒေါက်တာဂရန်တို့ခြံစည်းဝေးတဲကနေထွက်လာနိုင်လို့လွတ်ပြီးလို့ထိနေတော့မှာပဲဒိုင်နိုဆိုကြီးကခြံစည်းကိုတိုက်ဖြတ်ပြီးတော့ထပ်လိုက်လာခဲ့ပါလေ။ဒါနဲ့သူတို့လည်းရှေ့ကအစာအုပ်တွေကိုဝင်ပြေးလာခဲ့ကြတော့တာပါ။အထက်ရောက်တော့ဒေါက်တာဂရန်ကမသင်္ကာရာနဲ့ဘီလီအိတ်ကိုဖွင့်ကြည့်တော့ဘီလီက Velociraptor ရဲ့ဥတွေကိုခိုးယူလာတာကိုတွေ့လိုက်ရပါလေ။ ူကဒီဥတွေကိုအသုံးချပြီးတော့သူတို့ရဲ့သူတေသနလုပ်ငန်းတွေရိုင်းမုံငွေရအောင်လုပ်မလို့ပါဒီဥတွေကြောင့်ပဲ Raptor Dinosaur တွေကသူတို့နောက်ကိုတောက်ဆောက်ကိုလိုက်နေတာပဲဖြစ်ပါတယ်ဒေါက်တာ Grant က Dinosaur ဥတွေကိုလွတ်ပြစ်ဖို့လုပ်နေပြီမဲ့တစုံတစ်ခုကိုစဉ်းစားမိသွားခဲ့ပါတယ်သူတို့ဒီဥတွေကိုမြေထဲပြစ်ချလိုက်လဲ Raptor တွေကဥတွေကိုမတွေ့ရင်သူတို့နောက်ကိုဆက်လိုက်နေကြအောင်မှာပါပဲဂျိုနဲ့သူတို့တွေမြကန်းပါးကလေစီကိုခီးဆက်လာကြပါတယ်မကြာခင်မှာပဲတန်တရားလိုနေရာတစ်ခုစီရောက်လာပြီးတော့ တရားတွေကဆွေးရင်တွေအတွက်တစ်ခါကိုတယောက်ပဲဖြတ်လို့ရပါတယ်တရားပေါ်မှာကမြူတွေလည်းစိုင်းနေတဲ့အတွက်ရှေ့ကိုတိတ်ပြီးတော့မမြင်ရပါဘူးဒေါက်တာဂရန့်နဲ့အမန်ဒါတို့ကရှေ့ကအရင်သွားပြီးတော့အဲဗရီလည်းလိုက်လာခဲ့ပါတယ်ဒေါက်တာဂရန့်ကတရားပေါ်မှာလိုက်ကြည့်နေနဲ့သူတို့ရောက်နေတာငှက်လောင်ရီလိုနေရာဖြစ်ကြောင်းသတိထားမိသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲငှက်ကြီးတကောင်ပေါ်လာပြီးတော့အဲဗရီကိုခြီသွားခဲ့ပါတော့တယ်ငှက်ကြီးကအဲဗရီကိုအောက်ကသူ့အတိုက်စီကိုခြီသွားပြီးတော့အဲဗရီလည်းငှက်တွေလက်ကနေထွက်ပြေးနေခဲ့ပါတယ် ်ဘီလီကတော့ Eric ကိုကယ်ဖို့အတွက်သူနဲ့ဒေါက်တာ Grant ကိုယူလာတဲ့ Lady Hong ကြီးနဲ့ခုံချသွားခဲ့ပါတယ် Eric ကိုငှက်တွေကဝိုင်းစိတ်နေကြပြီးတော့ဘီလီကသူ့ကိုကယ်လိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ငှက်တွေက Eric တို့ဘီလီတို့နောက်ကိုလိုက်လာသလိုဒေါက်တာ Grant တို့လည်းတိုက်ခိုက်ပါတော့တယ်ဘီလီက Eric ကိုအောက်ကရေထဲကိုပြစ်ချပေးလိုက်ပြီးဒါမှမဟုတ်ဒေါက်တာ Grant တို့လည်းလောင်ကြီးကြိုးကြသွားတာကြောင့်ရေထဲကိုပြုတ်ချသွားပါတော့တယ် Eric နဲ့ Amanda တို့ပြန်ဆောင်ကြပြီမယ်ဘီလီကတော့တောင်ဆောင်မှာ Lady နဲ့ညှိမိနေပါတယ် ဘီလီကရေထဲကိုခုံချလိုက်ပြီးတော့သူ့နောက်ကနေငှက်ကြီးတွေလိုက်လာခဲ့ပါတော့တယ်။ဒေါက်တာဂရန်တို့ဒီဘီလီကိုကယ်ဖို့လုပ်ပေမဲ့ငှက်ကြီးတွေကနောက်ဆုံးမှာတော့ဘီလီကိုမိသွားခဲ့ကြပါတော့တယ်။ဒေါက်တာဂရန်တို့လည်းထွက်ပြေးလာကြပြီးတော့သူတို့လေးယောက်လွတ်မြောက်သွားခဲ့ပါတယ်။သူတို့တွေမြကန်းပါးမှာရှိတဲ့လေတစည်းနဲ့ခီးဆက်လာခဲ့ကြပြီးတော့ဒေါက်တာဂရန်ကတော့ဘီလီတို့ဆိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဒေါက်တာဂရန်တို့ကမြေကြောင်းတိုင်းပင်လယ်ကမ်းခြေကိုခီးဆက်လာကြပြီးကမ်းခြေအောက်မှာအကူအညီရဖို့အတွက်ဆက်သွယ်ကြမှာပါ။အဒီလိုနဲ့ညာဘက်ကိုရောက်တဲ့အခါမှာတော့ဒိုင်နိုဆောမန်ဆင်ဘုံတစ်ခုတည်းကနေ ဂျိုရူဖုန်းကိုရှာ တွေ့ပါတော့တယ်။သူတို့လူတယောက်ကိုစားသွားတဲ့ဒိုင်နိုဆောရဲ့မဆင်ဖြစ်နေပြီးတော့အဲ့ဒီလူမှာဖုန်းပါသွားခဲ့တာပါ။သူတို့လည်းဖုန်းကိုယူပြီးတော့ခီးဆက်လာကြပါတယ်။ဒေါက်တာဂရန့်ကဂျိုရူဖုန်းနဲ့ဒေါက်တာဆက်လိုက်အိမ်ကိုဖုန်းဆက်လိုက်ပြီးတော့ဆက်လိုက်သားလေးချာလီကလာကင်ခဲ့ပါတယ်။ချာလီလေးကသူ့အမေကိုဖုန်းပေးဖို့သွားပေမဲ့သူ့အမေနဲ့ဖေကစကားပြောနေရာတွေ့ပြီးတော့ပြန်လှည့်လာခဲ့ပါတယ်။ဖြစ်ချင်တော့ TV မှာကာတွန်းကားလာတဲ့အတွက်ကလေးကကာတွန်းကားကိုအာရုံရောက်သွားပြီးဖုန်းကိုမိသွားခဲ့ပါတော့တယ်။ အဲ့ချိန်မှာပဲဒေါက်တာ Grand ရဲ့လေကိုဒိုင်လိုဆောတကောင်ကဝင်ပြီးတော့တိုက်ခိုက်နေပြီး Grand လက်ထဲကဖုန်းလဲလွတ်ကျသွားခဲ့ပါတယ်။သူတို့တွေလေပေါ်ကလောင်ရင်နဲ့ဝင်ပုန်းနေရပြီးတော့ဒိုင်လိုဆောကလောင်ရင်ကိုဖျက်ဆီးဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့ Charlie ကအခုမှဖုန်းကိုပြန်ပြီးတော့သတိရပြီးဒေါက်တာ Sattler ကိုဖုန်းသွားပေးခဲ့ပါတယ်။ဒေါက်တာ Sattler ကဖုန်းပြန်ခေါ်တော့ Grand ကဖုန်းကိုရအောင်ပြန်ယူလိုက်နိုင်ပါတယ်။ဒါမဲ့အဲ့ချိန်မှာသူတို့လောင်ရင်ကရေထဲကိုပြုတ်ကျနေပါပြီ။ဒေါက်တာဂရန်ကလောင်ရင်ရေမမြုပ်ခင်ဆက်တလာကိုသူတို့မြေထဲမှာစိုးနာကျုံးပါလို့အမြန်ပြောလိုက်ခဲ့ပါလေ လောင်ရည်ထဲကြာပြီးတော့လေဒိုင်နိုဆောသူတို့ဆက်တိုက်ခိုက်ဖို့လုံနေပါသေးတယ်။အဲဒီတော့လောင်ရည်ထဲကအရင်ထွက်သွားနိုင်တဲ့ပေါ်ကာဘီကဒိုင်နိုဆောကိုမျှခေါ်လိုက်ပြီးဒိုင်နိုဆောကသူ့ကိုတိုက်ခိုက်ဖို့လုံပါတော့တယ်။အဲဒီအချိန်မှာပဲဒေါက်တာဂရန်ကမိကြီးတနတ်နဲ့ဒိုင်နိုဆောကိုပြစ်လိုက်တဲ့တော့ဒိုင်နိုဆောကြီးထွက်ပြေးသွားပါတော့တယ်။အဲရီတိုကဘောတယောက်မိထဲမှာတေးပြီးလို့ထင်နေပေမဲ့ကံကောင်းထောင်းမှစွာနေပဲပေါ်တယောက်အသက်ရှင်လို့နေပါသေးတယ်။အဲနာမှာတော့သူတို့တွေတော်တဲ့ကနေခီးဆက်လာကြပြီးနောက်နေ့မနက်မှာတော့လှိုင်းပုတ်တန်ကိုကြားတဲ့တော့ပင်လယ်ကမ်းစံနာကိုရောက်လာပြီလို့သိလိုက်ရပါတယ်။ သူတို့တွေဝမ်းသာအားနဲ့ပြီးသွားချိန်မှာပဲသူတို့ရဲ့ဥရီနောက်ကိုလိုက်လာတဲ့ Velociraptor ဒိုင်နိုဆောတွေရောက်လာပြီးတော့ဝိုင်းထားလိုက်ပါတယ်။ဒါပေမဲ့ Raptor တွေကသူတို့ကိုချက်ချင်းမတိုက်ခိုက်တဲ့အတွက်ဥရီကိုအရင်လိုချင်နေရကိုဒေါက်တာ Grant သိလိုက်ပါတယ်။အဲ့ဒါနဲ့ဒေါက်တာ Grant တို့ကဒိုင်နိုဆောဥရီကိုထုတ်ပေးလိုက်ပါတယ်။ဒေါက်တာ Grant ကအကြံတစ်ခုရသွားပြီးတော့ဘီလီလုံပေးထားတဲ့ Velociraptor ရဲ့လေပြုံရိုးကိုထုတ်လိုက်ပါတယ်။ပြီးတော့ Raptor တွေလိုအတန်ထွက်အောင်လှုပ်လိုက်တော့ဒိုင်နိုဆောတွေကသူတို့ကိုမတိုက်ခိုက်တော့ပဲဥရီကိုပဲယူပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ မကြခင်မှာပဲသူတို့တွေရဟယင်တန်းကိုကြားလိုက်ရတာကြောင့်ဘင်းလယ်ကန်းဆက်ကိုပြေးလာကြပါလိမ့်အဲဒီချိန်မှာပဲရဟယင်တွေအပြင်ဘင်းလယ်တဲကနေရေတက်နဲ့မရင်းတက်လို့စစ်တပ်ကြီးတစ်ခုလုံးတက်လာပြီးတော့သူတို့ကိုလာခဲ့တာကိုမြင်လိုက်ကြရပါတော့တယ်ဒေါက်တာဂရန့်တယောက်ရဟယင်ပေါ်ရောက်တော့အန်အသင်းစရာတစ်ခုကိုတွေးလိုက်ရပြီးအဲ့ဒါကတော့ဘီလီပဲဖြစ်ပါတယ်ဘီလီကငှက်တွေနောက်ကိုပါသွားပြီမဲ့မသေးသေးပဲဒဏ်အားသာရသွားခဲ့တာပါသူ့ကိုစစ်တပ်ကကယ်လိုက်တာပဲဖြစ်ပါတော့တယ်အဲ့နောက်မှာတော့ဒေါက်တာဂရန့်တို့အဖွဲ့ ဒေါက်တာဆက်လိုက်ဂျေဆုနဲ့အင်ကိုပြန်လာလိုက်နိုင်ပြီးဒေါက်တာဂရန့်ကတော့ဒိုင်နိုဆောကျုံးကနေနောက်တစ်ချိန်အသက်ရှင်လျက်ထွက်လာနိုင်သူဖြစ်လာခဲ့ပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့တော့တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျာဒါတော့ဒိုင်နိုဆောသုံးကားမြောက်ပေါ်တော့နောက်ကားတွေရှိပါသေးတယ်နောက်နေ့မှာဆက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ဒါကြောင့်မလို့ ျွန်တော်ရဲ့ channel ကို subscribe လုပ်ဘေးနားခေါင်းလောင်နှိပ်ပြီးတော့စောင့်ကြည့်ကြဖို့လည်းမှာပါရစေ။အော်ပြီးတော့ရုပ်ရှင်ကားတွေအစားဆုံးပြန်ကြည့်နေတယ်ဆိုရင်ကျွန်တော် Telegram channel မှာပြန်တင်ပေးပါမယ်။စာတန်းထိုးလေးနဲ့အစားဆုံးလည်းပြန် show လို့ရပါတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြောဖို့မေ့နေ sorry ပါ recap က recap တာဖြစ်ပါတယ်။ရုပ်ရှင်ကားကိုမှီဖို့လုံးဝမဖြစ်နိုင်ပါဘူး။ဆိုတော့ recap ကိုခန်းစားပြီးရုပ်ရှင်ကားအနေနဲ့အစားဆုံးတစ်ခေါက်ပြန်ပြီးတော့ show လိုက်ပါ။ကြည့်ကြနေဆိုရင် Telegram မှာကျွန်တော်တင်ပေးထားပါမယ်။သွားပြီးတော့ join ထားပေးပါခင်ဗျ။ဆိုတော့ဒီတော့ဒီလောက်ပါပဲ။စာကနေဆုံးဒီ live ပါတရှိအားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်း အချိန်ပေးခဲ့ကြတဲ့အတိုင်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ